ကုန်းမောင်ခေကလူမြောက်မိသားစုကုန်းမောင်ခေမြန်မာနန်းရွဲထဲမှာလူမြောက်မိသားစုဆိုတဲ့မျိုးဆက်တစ်ခုရှိခဲ့ပါတယ်။လူမြောက်လူခေါ်ရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့မျက်နှာကစားလို့တဖို့လုံးမှာအမွေးအမြင်တွေထူထပ်စွာပေါက်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလူမြောက်မိသားစုရဲ့အဆဟာမြန်မာပြည်ဘိုးတော်ဘုရားလက်ထက်ကစတင်ခဲ့ပါတယ်။ပြည်တိရှ်ကိုလိုနီအုတ်ချွေရေးအရာရှိတဦးဖြစ်သူဂျွန်ခရော့ဖို့ဟာအမရဘူရာရှိနန်းရင်းကိုဘိုးတော်ဘုရားလက်ထက်1826ခုနှစ်က တလမဲအဖွဲ့နယ်သွားရောက်စဉ်အမွေးမြင်တွေထူထပ်စွာပေါက်နေသူတုံးနဲ့တွေ့ဆုံခဲ့တာကို Channel of an Embassy do the court of ABA ဆိုပြီးမှတ်တမ်းတင်ခဲ့ပါတယ်။မြန်မာပြည်ဘိုးတော်ဘုရားလက်ထက်ထောက်ရရတခုနှစ်မှာလာအိုနိုင်ငံရှိစော်ဘာတို့ကထူးဆန်းတဲ့လက်ဆောင်အဖြစ်ခန္ဓာကိုယ်တစ်ခုလုံးအမွေးမြင်တွေထူထပ်စွာပေါက်နေတဲ့မာနေသားအွယ်ကလေးတို့ကိုဘိုးတော်ဘုရားထံဆက်သားခဲ့ပါတယ်။သူ့ရဲ့နာမည်ကိုတော့ရွှေမောင်လို့အမည်ပေးခဲ့ပါတယ်။ဘိုးတော်ဘုရားဟာမောင်ရွှေမောင်ကိုသူ့ရဲ့မိတော်စကိုင်းမင်းသားထံလွှဲပြောင်းပေးခဲ့ပါတယ်။ ဝမ်ရှူမဟာလန်နွေးမှာဘရင်ကိုဖျော်ဖြေရတဲ့လူပြည့်ဖြစ်လာပြီးဘရင်ကသဘောကျတာကြောင့်သူတက်22နှစ်အရွယ်မှာလှပတဲ့မျိုးသမီးတူဦးနဲ့အိမ်တော်ချပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအင်တာနက်ကလေးလေးရောက်ထွန်းလာခဲ့ပါတယ်။ဒီတိချပိုလိုနီအိုချိုရဲ့ရရှိတော်ဖြစ်သူဂျွန်ခရော့ဖုန်းနဲ့တွေ့ဆုံစဉ်မှာကိုရွှေမောင်ရဲ့အသက်ဟာ30နှစ်အရွယ်ရှိနေပါပြီ။တွေ့ဆုံစဉ်မှာကိုရွှေမောင်ကသူကလာအိုနိုင်ငံသားဖြစ်ပြီးအင်းကနေပြီးတော့ကနေသူ့ဇာတိကိုသွားမယ်ဆိုရင်၃လခန့်ကြာတယ်လို့ပြောပါတယ်။ဒါပြင် ကိုရှင်မောင်ရဲ့မိဘတွေဆွေမျိုးတွေထဲမှာလည်းသူ့လိုအမွေးမြင်တွေထူတတ်သူတယောက်မှမရှိဘူးလို့ပြောပါတယ်။ကိုရှင်မောင်ဟာဘယင်ကိုမျက်တော်ကောင်လုံးပြောပြရပြီးအခချင်းငွေမရတဲ့အပြင်ဝိုင်းရဲ့အတွေ့တောင်းရန်စားတော့ရတယ်လို့ဂျွန်ဂရော့ဖို့ကိုပြကြားခဲ့ပါတယ်။ဂျွန်ဂရော့ဖို့ရဲ့စာထဲမှာကိုရှင်မောင်ရဲ့အသားကြီးဟာဗမာလူမျိုးတွေထက်အလဲငယ်ဖြူပြီးအရက်ကငါးပေသုံးလမ်းမှခန့်ခနာကိုကတော့ဒီတွေကအားရင်ချင်းနေတဲ့ပုံပေါက်တယ်လို့ဆိုပါတယ်။ကိုရှင်မောင်ရဲ့သွားတွေဟာပုံမှန်သွားတွေထက်အလဲငယ်သေးပြီးအပေါ်သွားလေးချောင်း အောက်တော့ငါးချောင်းသာရှိတယ်လို့ဆိုထားပါဗျ။ Geography ကကိုရွှေမောင်နဲ့တွေ့ဆုံစဉ်မှာကိုရွှေမောင်ရဲ့ကလေးလေးယောက်အနက်၃ယောက်ဟာပုံမှန်လူတွေလို့ဖြစ်ပြီးအသက်နှစ်နှစ်ခွဲအရွယ်ကလေးတယောက်ကတော့ကိုရွှေမောင်နဲ့တူနေတာကိုတွေ့ခဲ့ရပါဗျ။အဲ့ဒီကလေးဟာမိကလေးဖြစ်ပြီးနေရွက်တွေညနာတွေအပြင်တစ်ခုလုံးအမွေးမြင်တွေပေါက်နေတာပါ။ကလေးရဲ့နာမည်ကတော့မဖုံလို့ခေါ်ပြီးသူ့အဖေကိုရွှေမောင်လို့ပဲရှေ့သွားတာပေါ့ပြီးအန်သွားတယ်မရှိပါဘူး။ဂျွန်ကရော့ဖိုဟာကိုရွှေမောင်နဲ့သူ့သမီးမဖုံတို့ကိုပုံတူပကြီးဆွဲခဲ့ပါဗျ။ ဂျော့ဖရော့ဖုန်းနဲ့ကိုရှင်မောင်တို့တွေ့ဆုံပြီး29နှစ်အကြာ1855ခုနှစ်မှာဗြိတိသျှတန်တမန်တစ်ဖွဲ့ဟာရင်းရင်းရေးဆွေးနွေးဖို့အမရဗူရာကိုရောက်ရှိလာခဲ့ပြီးဦးရွှေမောင်ရဲ့သမီးမဖုန်းနဲ့တွေ့ဆုံခဲ့ပြီးကပ္ပရယ်ဟင်နရီယူကမတန်းနေခဲ့ပါတယ်။မဖုန်းနဲ့ကပ္ပရယ်ဟင်နရီယူတို့တွေ့ဆုံရမှာသူမရက်ဖားခဲ့ဦးရွှေမောင်ဟာလူစိုးဓမြရီရဲ့လက်ချက်နဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။အဲဒီအချိန်မှာမဖုန်းဟာအသက်30နှစ်အရွယ်ဖြစ်ပြီး ဗမာလူငယ်တုံးနဲ့အိမ်တော်ကြကကလေးနှစ်ယောက်ရနေပါပြီ။မဖုံရဲ့သားနှုတ်အနက်ဆလီလာအွယ်အငယ်ဆုံးသားတဦးဟာမိခင်နဲ့အဖိုးလိုပဲတကူလုံးအမွေးမြင်တွေပေါက်နေပါတယ်။အဲ့ဒီကလေးငယ်ရဲ့နာမည်ကတော့မောင်ဖိုးဆက်လို့ခေါ်ပါတယ်။မဖုံရဲ့သားကြီးဆုံးဟာလည်းအသက်၄နှစ်၅နှစ်အရွယ်မှာပုံမှန်ဖြစ်ပေမဲ့အသက်၁၄နှစ်အရွယ်မှာညီဖြစ်သူမောင်ဖိုးဆက်ထက်အမွေးမြင်ပို့ထူလာတယ်လို့1996ခုနှစ်ထုံး The Ryan Society of Medicine ဂျာနယ်မှာမျိုးရိုးစင်ဆက်ပြစရာနဲ့ပေါ်ပြထားပါတယ်။အဲ့ဒီစာမှာ တာကြီးဖြစ်သူရဲ့နာမည်ကိုတော့ဖော်ပြထားတာမရှိပါဘူး။နောက်ပိုင်းစာတမ်းတွေမှာလည်းတာကြီးတုံးဖြစ်သူရဲ့အကြောင်းကိုဖော်ပြထားတာမျိုးမတွေ့ရတော့ပါဘူး။မဖိုးတို့မိသားစုဟာမင်းတို့မင်းကိုခဏခဏခစားခဲ့ရပြီးမင်းတို့မင်းကလည်းကျေးဇူးပြုတဲ့အနေနဲ့ကျေးရွာစည်းတစ်ခုအတွက်အခွန်ကောက်ခံဝင်ပေးခဲ့တာကြောင့်သူတို့မိသားစုဟာတက်တောင်တက်တာနေထိုင်နိုင်ခဲ့ပြီးတခြားသူတွေကိုတောင်ပတ်မှုကူညီနိုင်ခဲ့တယ်လို့စာရေးဆရာမလူလူတော်မကရေးသားခဲ့ပါဗျ။တာဖြစ်သူမောင်ဘိုးဆက်အရွယ်ရောက်လာချိန်မှာလည်းအိမ်အောင်ချခဲ့ပြီးမမီးလို့ခေါ်တဲ့သမီးတယောက်ထွန်းကားခဲ့ပါဗျ။ မမီဟာလည်းသူ့ပေဦးရွှေမောင်အဖွားမဖိုးအဖေဦးဖိုးဆက်တို့လိုပဲအမွှေးမြင်တွေတကုန်လုံးပေါင်နေပြီးသွားကလည်းအပေါ်အောက်ရှိသွားရတာပါရှိပါတယ်မဖုံးလို့မိသားစုဟာမင်းတို့မင်းကနေဒီပေါင်းမြင်လက်တက်တဲ့ရှောင်းမှာအဆင်ပြေပြေနေထိုင်နိုင်ခဲ့ကြပါတယ်1885ခုနှစ်ဒီပေါင်းမြင်နှမ်းကြချိန်မှာတော့သူတို့မိသားစုတွေလည်းအလုတ်ကင်မဲ့ဖြစ်လာကြပါတယ်မဖုံးရဲ့မြေပြည့်သူမမီကတော့အသက်၁၈နှစ်အရွယ်မှာပွဲလွန်ခဲ့ပါတယ် ဒီဘောင်းမင်းနိုင်ကြပြီးနောက်မဖုံးလို့မိသားစုဟာဒီဘောင်းမင်းရဲ့စီးရဲအကြံပေးဟောင်းဖြစ်သူအီတလီလူမျိုးကပတိန်ပါပါနိုရဲ့ခေါ်ဆောင်မှုကြောင့်ဥရောပကိုသွားပြီးသူတို့ကိုသူတို့လူထုဆန်းများအဖြစ်ပြသကာငွေရှာဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဥရောပကိုရောက်ချိန်မှာမိခင်ပြည်သူမပုံလာမျက်စိပွဲနေပါပြီ။1886ခုနှစ်နွေရာသီအတွင်းမဖုံးလို့သားမင်းများဟာလန်ဒန်မြို့ပီကာဒီလီရှိ Egyptian Hall မှာစတင်ပြသခဲ့ပါတယ်။သူတို့ရဲ့ပြပွဲတွေဟာလန်ဒန်၊ပါရီနဲ့အမေရိကအထိရောက်ခဲ့ပါတယ်။ 1888ခုနှစ်မှာတော့မပုံးဟာသူမအသက်64နှစ်အရွယ်မှာအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာပွေလွန်ခဲ့ပါတယ်။မိခင်ဖြစ်သူပွေလွန်ပြီးနောက်တားဖြစ်သူမဖိုးဆက်ရဲ့သတင်းအစားအနာကိုတော့ဘယ်သူမှမရကြတော့ပါဘူး။ The Ryan Society of Medicine ဂျာနယ်မှာဖော်ပြထားတာကတော့ကိုဖိုးဆက်ဟာမြန်မာပြည်ကိုပြန်သွားပြီးနောက်မထင်မရှားတည်ဆုံခဲ့တယ်လို့ယူဆထားပါတယ်။သူတို့မိသားစုဟာဥရွှေမောင်တမိဖြစ်သူမဖုံးရေးဖြစ်သူကိုဖိုးဆက်နဲ့သူ့အကိုမိဖြစ်သူမမီတို့၅ဦးဟာအမွေးမြင့်ထူထပ်စွာပေါက်တဲ့ မျိုးရိုးလိုက်ယောဂတမျိုးဖြစ်တဲ့ကိုဂျန်နီတဲ့ Hyper Triangle စလာနူဂီနိုစာယောဂကိုခန်းစားကြရသူတွေဖြစ်ပါတယ်ဒီလိုယောဂကိုခန်းစားရသူဟာအဘလူကြီးရဲ့တစ်ဘီလီယံမှာတယောက်သာဖြစ်နိုင်ခြေရှိပါတယ်ဥရွှေမောင်တမိဖြစ်သူမဖုံမိဖြစ်သူကိုဘိုးဆန်းနဲ့သူ့ကိုမိဖြစ်သူမမီတို့၅ဦးဟာမျိုးဆက်၄၀တိုင်အောင်ဒီယောဂကိုခန်းစားကြရသူတွေပါသူတို့အလုံးဟာအမွေးမြေထူထပ်စွာပေါက်တာသွားဖွဲ့စည်းပုံချိုးတဲ့တာအမွေးတွေကရှည်အောင်တမ်းပြီးလူညံ့လာစတဲ့အချက်တွေဟာအတူတူပဲဖြစ်ပါတယ် ဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ဉာဏ်ရည်ကတော့တာမန်လူတွေလိုပဲဖြစ်ပါတယ်။လူမျိုးမိသားစုရဲ့နောက်ဆုံးကြံရည်သူကိုဖိုးဆက်ပြောင်းဆုံးခြင်းကစလို့မြန်မာပြည်မှာဒီလိုမွေးမြည်ထူထပ်စွာပေါက်တဲ့ဖြစ်ရပ်တွေမတွေ့ရတော့ပါဘူး။သူတို့ရဲ့ဇလန်းဟာရှေးခေတ်ကလူသားတွေရဲ့စူးစမ်းလို့စိမ့်နဲ့ဖွဲ့ခြားဆက်ဆက်မှုကိုပြသနေပါတယ်။သူတို့ဟာပုံမှန်လူသားတွေလိုခံစားချက်အိမ်မက်ဂုဏ်သိက္ခာရှိကြပေမဲ့လည်းမွေးရပါရုပ်ပိုင်းဆိုင်ရာပွဲပြားမှုတစ်ခုကြောင့်တသက်လုံးပြသပစ္စည်းအဖြစ်နေထိုင်ခဲ့ရတဲ့တနာစီယာမိသားစုလည်းဖြစ်ပါတယ်။ အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင်း knowledge hub ကို follow ထားနိုင်ပါတယ်